်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစဉ်းစားလုပ်ကင်ကြရန် NUG ဝန်ကြီးချုပ်မှန်းဝင်းခိုင်တန်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေသောတပ်ဖွဲ့များအားလုံးအနေဖြင့်မိမိဒေသတစ်ခုရဲ့လွတ်မြောက်ရေးထံပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထဲသွင်းစဉ်းစားလုပ်ကင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ရမန်နေ့နိုဝင်ဘာလ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်တသမအကြိမ်မြောက်အစည်းအဝေးခန်းနာတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြေဦးတော်လန်ရေးသည့်9နှစ်ထဲသို့ရောက်ရှိလာပြီဖြစ်ပြီးတော်လန်ရေးအဆုံးသက်ပန်းနိုင်သည်လည်းနီးကပ်လာပြီဖြစ်ကြောင်းထို့ကြောင့်အောင်ပွဲနှီးလေလေအခက်တွေ့လေလေ ဖြစ်ပြီးအရေးအချင်းများလည်းတိုးတက်လာပြီဖြစ်ကြောင်း ဒေါ်လန်ပြည်သူများ၏မှန်ကန်တက်မှတ်သည့်အရေးချင်းစစ်စစ်များကိုအသုံးပြုကာဒေါ်လန်ရေးခရီးအစုံအထိရှေ့ဆက်ကြရမည်ဖြစ်ကြောင်းအတည်ပြုထားပါသည်။ခီးစုံမရောက်သေးခင်ကာလမှာတော့ဘတ်စုံထောင်းစုံကနေတိုက်ပွဲဝင်ရင်မိမိတို့ဒေတာတစ်ခုနဲ့လွတ်မြောက်ရေးချက်ပြည်တော်စုတစ်ဝက်လုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေချဲ့သွင်းစစ်စားလောက်ကင်ဆောင်ရွက်ကြဖို့လိုပါတယ်။ဖက်ဒရယ်ပြည်တော်စုကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကြံဖက်စစ်အုပ်စုကိုအပြီးတိုင်ဖြိုချနိုင်မှာဖြစ်ပါမယ်။ပြည်တော်စုရဲ့မြည်သည့်အရက်ဒေတာနိုင်မစို့ မြန်မာနိုင်ငံနဲ့နိမိတ်အတွင်အကြမ်းဖက်ဆစ်အာဏာရှင်ရဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မယ့်အခြေအနေမျိုးရောက်မှာဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်ဟုပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုပါတယ်။ထို့ကြောင့်နိုင်ငံရေးတပ်တမန်ရေးဖန်နာရေးစစ်မျက်နှာများတွင်အောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြသည့်အပြင်စစ်ရေးတွင်လည်းအရှိအဟုန်မြင့်တင်ကတော်လရေးရဲဘော်များကကိုယ်စွမ်းညံစွမ်းရှိသည်များစူးစမ်းနေကြောင်းဝင်ကြီးချုပ်ကအတည်ပြုပြောဆိုပါတယ်။ ဆက်လက်ပြီးညဝရီ KK ပတ်ရှိကြားဖြတ်နှင့်ဆက်ဆက်အဆောက်အုံ150ကျော်ဖြုတ်ဖြတ်ရှင်းလင်းဟုစစ်ကော်မရှင်ထုတ်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာတိုင်းနယ်ဆက်ညဝရီမေထော်တလီ KK ပတ်နေမီအတွင်းရှိကြားဖြတ် online လောင်းကစားနှင့်ဆက်ဆက်နေသည့်အဆောက်အုံပေါင်း150ကျော်ကိုဖြုတ်ဖြတ်ရှင်းလင်းပြီးဖြစ်ကြောင်းယနေ့နိုဝင်ဘာ10ရက်နေ့ထုတ်စစ်ကော်မရှင်ဤဘွာရာဖြန့်သတင်းစာများတွင်ဖော်ပြထားပါတယ်။အဆိုပါနေမီအတွင်းလူနေအဆောက်အုံများဈေးဆိုင်စားတောက်ဆိုင်ဂိုးတောင်ဟိုတယ် GYM အကစားခံမှ KTB Spa စေယုံပန်းချံအကစားယုံဖူးစေကွင်းပိုက်ကြော်ချင်းကွင်းဘတ်စကတ်ဘောကွင်းများပါဝင်ကမျိုးငယ်တမျိုးနယ်ကဲ့သို့တိစောက်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါအွန်လိုင်းလောင်ကစားယုံများနှင့်လိမ့်လည်မှုကျူးလွန်သူများ၏60ရာခိုင်နှုန်းကျော်သည်ထိုင်းနိုင်ငံကတဆင့်ခံပြီးနေဆက်ဖြတ်ကျော်ရှိလာခြင်းဖြစ်ကြောင်းစစ်ကောင်မရှင်ကထိုင်းနိုင်ငံအားဝေဖန်အပြစ်တင်ထားပါတယ်။ ရဝတီမှာလောင်ကစားယုံတွေဖမ်းမဲ့လို့တော့မန္တလေးပြန်လာတယ်တရုတ်စာတတ်တော့အဲ့ဒီမှာဇကပြန်လုတ်တယ်တရားမဝင်တဲ့အလုပ်တွေလုပ်ခဲ့တယ်ဆိုတော့အခုတော့တရားဝင်အလုပ်လုပ်ဖို့အလုပ်ရှာနေတယ်ဟုရဝတီမှာပြန်လာသူအသက်20ကျော်အရွယ်အမျိုးသမီးတအုပ်ကသတင်းဌာနကိုပြောပါတယ်အဆိုပါ KK ပတ်နေမျိုးကိုစစ်ကောင်မရှင်ကခွင့်ပြုထားခြင်းမရှိဘဲအဓိကဦးဆောင်နေသူများမှနိုင်ငံသားသားများဖြစ်ကြပြီးနေမျိုးကိုထိန်းချုပ်ထားသည့်တိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အပေးအယူများပြုလုပ်၍တရားမဝင်ဝင်ရောက်လုတ်ကင်နေကြခြင်းဖြစ်ကြောင်းစစ်ကောင်မရှင်ကဆိုထားပါတယ် ရှခုနှစ်ဇန်နဝါရီ30ရက်မှနိုဝင်ဘာ5ရက်အထိမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား1862ဦးရှိကရင်းနှီးအနှံမှာ9403ဦးကိုထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ပြည်နယ်လွှဲပြောင်းပေးပြီးဖြစ်သည်။ကြန့်ရှိသည့်ပြည်ပနိုင်ငံသား1359ဦးကိုလည်းသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းစစ်ကောမရှင်ကထုတ်ပြန်ပါသည်။ ဆက်လက်ပြီးမြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာဖွင့်လင်းမြင်သာမှုနဲ့အများယုံကြည်လက်ခံမှုမရှိဟုပြင်သစ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရှိထိန်ချုပ်နေမြေအချို့မှာဒီဇင်ဘာလ28ရက်မှာစတင်မဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာဖွင့်လင်းမြင်သာမှုလွတ်လပ်မှုအလုံးပါဝင်မှုနဲ့အတိအမှတ်ပြုခံရမှုရဖို့လိုအပ်တဲ့အများယုံကြည်လက်ခံနိုင်စွမ်းအစရှိတဲ့စံချိန်စံညွန်းတွေမပြည့်မီနိုင်ဘူးလို့ပြင်သစ်နိုင်ငံကပြောပါတယ်။ မင်းမတက်မှမူကြဟုဆိုကစစ်တပ်အာဏာသိမ်းခဲ့တဲ့မြန်မာအထွေထွေရွေးကောက်ပွဲ၅နှစ်မြောက်နှစ်ပတ်လည်နေ့မှာပြည်သင်းနိုင်ငံကထုတ်ပြန်ချက်တစ်ခုအတွင်အခုလိုပြောကြားခဲ့တာပါနိုင်ငံတော်တိုင်ပင်ကံပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်စစ်တပ်ရဲ့တရားမဝင်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းနိုင်ငံရေးအကြောင်းပြချက်နဲ့ဖမ်းဆီးခံရကအကျဉ်းချခံရသူအလုံးလွတ်ပေးဖို့ပြည်သင်းနိုင်ငံကထက်လောင်းတောင်းဆိုပါတယ်အယက်သားတွေထိခိုက်တိကျရတဲ့မြန်မာစစ်ကောင်မရှင်ရဲ့အကြံဖတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပြင်သစ်နိုင်ငံကရှုံချပြီးဒေတာတွင်အကျိုးသက်ရောက်စေတဲ့မြန်မာပြည်သူတွေရဲ့ဆိုးရွားသောလူသားချင်းစာနာမှုအခြေအနေကိုစိုးရိမ်မိကြောင်းပြောပါရယ်မြန်မာပြည်ပခအတွက်ငြိမ်းချမ်းသောတာရှည်ခံသောအဖြစ်တစ်ခုရှာဖို့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုထောက်ခံတယ်လို့ပြင်သစ်နိုင်ငံကဆိုပါရယ်အာဆီယံဘုံသဘောတူညီချက်၅ရပ်ဟာအကြံဖတ်မှုတွေအရှိန်လျှော့ချဖို့နဲ့အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုပြုလုပ်ဖို့တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးအဖြေရှာဖို့နဲ့တာရှိခံသောငြိမ်းချမ်းရေးရဖို့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအာဆီယံအထူးကိုယ်စားလှယ်အော်တမန်ဟာရှင်နှင့်ကုလသမဂ္ဂအထွေထွေအတွင်ရေးမှုကြောင့်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဖီရှော်တို့ရဲ့ကြိုးပမ်းမှုတွေကိုပြည်သက်နိုင်ငံကချီးကျူးခဲ့ပါတယ်။ဆက်လက်ပြီးဖာကတ်မှာစစ်ရင်တန်း KIA KVDF ရဲ့မိုင်းထိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖာကတ်မှာဒီနေ့မနက်ပိုင်းအထိတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA KVDF ရဲ့ပြင်းအားမြင့်မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်စစ်တပ်ရင်တန်းအထိနာပြီး ထိခိုက်သေးဆုံးမှုတွေများပြားတယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်။ဖားကတ်မြို့နယ်လုံကဲကျေးရွာအုပ်စုပတ်ဝန်းကျင်နဲ့ပေါ်စီစာလမ်းဆောင်မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ရင်တန်းကိုလည်းရက်ကောင်ထိအောင်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်ကပြောပါရယ်။ရက်ကောင်ကိုထိတာတိရက်စရင်မရနိုင်ဘူးမိုင်းကလည်းရှဲပြင်းစစ်တပ်ကရန်တမ်းပြီးဖြစ်သွားသေးတာလို့ KIA နဲ့ဒီဆက်သူကပြောပါရယ်။ ဒေသခံတွေရဲ့ကားတွေကိုချောဆွဲပြီးစစ်တပ်ကထိခိုက်သေးဆုံးတဲ့သူတွေကိုတည်ဆောင်သွားပြီးအယက်သားတွေကိုဖမ်းဆီးစစ်ဆေးနေတာတွေရှိတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီတပ်တွေကအယက်ဝတ်တွေနဲ့အင်အားလှဖြည့်တာ300နီးပါးအထိရှိတယ်။ရဲတွေလည်းပါတယ်။ SNA တွေကလုံခြုံရေးယူပေးတယ်။သူတို့ဥတီနေတာကဝေခါအထိအဲ့ဒီတာဂတ်ကိုသူတို့ဥတီနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဝေခါမော်ကိုရောက်ဖို့လုံခင်ကြီးရွာအုပ်စုကနေဖားကတ်အကြောက်စိမ့်မော်တွေကိုဖျက်ရပါမယ်။ စစ်ကောင်စီတပ်စစ်ကြောင်းတွေကပုံစံမျိုးစုံနဲ့စစ်ရေးလှုပ်ရှားနေတာလို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ၈ရက်ညနေပိုင်းကလည်းလုံခင်းပတ်ဝန်းကျင်မှစစ်ကောင်စီနဲ့ KIAPDF တိုက်ပွဲပြင်းထန်ခဲ့ပြီးထိခိုက်ဒေဆုံးမှုတွေရှိလို့စစ်တပ်ကလက်နက်ကြီးတွေရန်တမ်းပစ်ခတ်ခဲ့ပါတယ်။နိုဝင်ဘာ၉ရက်ကလက်နက်ကြီးပစ်ခတ်မှုမှာအရက်သားအမျိုးသမီးတစ်ယောက်ဒေဆုံးခဲ့တယ်လို့နိုဝင်ဘာ၁၀ရက်နေ့မှာလည်းပောက်ကွဲမှုကြောင့်အမျိုးသမီးတအူထပ်မံဒေဆုံးခဲ့တယ်လို့သိရပါတယ်။ဖာကတ်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် မိုးကောင်းမြို့ပေါ်မှာလည်းစစ်တပ်တိုက်လေရင်ကအနေပိုင်းကနေဖျက်ပြန်သွားလို့ဒေသခံတွေဟာထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။အိမ်ခေါင်မိုးတောင်တိုက်တော်မယ်ထင်ရတယ်။စေခွေးတွေကဘာဖြစ်ချင်နေတာလဲမသိဘူးလို့မိုးကောင်းမြို့ကဒေသခံတယောက်ကပြောပါတယ်။မိုးကောင်းနဲ့ဖားကန့်ဟာကုန်းလန့်အဆက်အသွယ်ကြီးလည်းရှိပြီးအဲ့ဒီလန့်ကနေတဆင့်စစ်တပ်ကအင်အားဖြည့်နေပါတယ်။ဒေသတွင်းမှာစည်ရေးတင်းမာနေစဉ်စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင်ကြိုတင်ရှောင်းထိန်ဖို့ လမ်းပေါ်ထွက်ပြီးကြီးတာမျိုးတွေမလုပ်ဖို့နဲ့လေးချောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကသတိပေးထားပါတယ်။ဆလပီရန်ကုန်ဘကိုးနဲ့မွန်ကပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနှင့်မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကိုလက်နက်တပ်ဆင်ပေးခဲ့ကြောင်းအထူးတိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ကဒီကနေ့ထုတ်ပြန်ပါတယ်။ဒီကနေ့နိုဝင်ဘာ10ရက်မနက်မှာပဲခူးတိုင်းရှေ့တန်းစခန်းတစ်ခုမှာလက်နက်တွေတပ်ဆင်ပေးခဲ့တယ်လို့ဆိုပါတယ်။အထူးတိုင်းစစ်ဌာနတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှာနဲ့ဒုကိုကဲရေးမှုရဲဘော်အေမင်ထွန်းတို့တက်ရောက်မှစကားပြောကြပြီးတိုင်းစစ်ဌာနအရာရှိတွေ မိဘဟာမှုတွေက PDF ပါကဖပူပေါင်းစစ်စင်ရေးကိစ္စတွေသတင်းထောက်လန်းရေးထောက်ပို့ကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့လည်းအတည်ပြုထားပါတယ်အထူးတိုင်းစစ်ဌာနဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံကျိုးရဲ့လမ်းညွှန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတွေဒေသအခြေပြုကာကွယ်ရေးအဖွဲ့ LDF တွေကိုစစ်စင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့လိုအပ်တဲ့အုတ်ထုတ်ရေးထောက်ပံ့ကိစ္စတွေဖြည့်ဆည်းရေးနဲ့ COC နှစ်ရက်နဲ့အညီ အင်အားစုစည်းတိဆောက်ရေးဂျိုးပန်းဆောင်ရွက်လျက်ရှိတယ်လို့လည်းထပ်မံအသိပေးထားပါတယ်။